active passive အကြောင်းလေးကိုကျွန်တော်ဒီနေ့အသေးစိတ်ရှင်းပြချင်ပါတယ်နော်ဟုတ်ပြီ active ဆိုတာကကြာသူကဒီ subject ပေါ့နော်ပြုလုပ်သူ subject ကိုဦးစားပေးရေးတယ်ဟုတ်ကြ passive ကကြာတော့သူကအပြုခံရသူ object ကိုဦးစားပေးရေးတယ်ဟုတ်ကြဟုတ်ပြီအဲ့ဆိုရင်ဒီ example နဲ့အကြောင်းကြည့်ကြအောင် the teacher explains the lesson the teacher ဆရာက explains the lesson အဲဒီသင်ခန်းစာကိုရှင်းပြရပါတော့เนาะ planes the verb the lesson object ဆရာကသင်ခန်းစာကိုရှင်းပြတယ်အဲ့ဆိုရင်ဒီဘက်ကြမှာဆိုရင်ဒီ subject ကဟလာဦးစားပေးရတာဒီ subject ကိုဦးစားပေးရတာပေါ့เนาะအဲ့လိုမျိုးဆိုရင်ဒါကို active voice လို့ခေါ်တယ်เนาะဟုတ်ပြီဒုတိယဝါကြကြည့်ကြအောင်အပြုခံရသူဒီ the lesson ကရှေ့ရောက်သွားတယ် the lesson အဲ subject ကနောက်ရောက်သွားတယ်ဘိုင်းခံပြီးတော့ဘိုင်း the teacher အဲ့မှာ active active voice မှာဟာလာဒီ fab 1ဆိုရင် passive မှာ amis are plus verb 3ပေါ့နော်အဲ့မှာ the lesson ကဟာလာ singular ဖြစ်တဲ့အတွက်ကြောင့် is verb 3ဒါဆိုရင်ဒါ passive voice ဟာလာအပြုခံရသည့် object ကိုရှေ့ထုတ်ရေးတယ် subject ကဘိုင်ခံပြီးရေးတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ဒါ passive voice အဲ့ဆိုရင်မေးစရာရှိတယ်ပေါ့နော်ဒီ active လား passive လားဘယ်လိုခွဲမလဲပေါ့နော်ဒီဘောကြ active လားဒီဘောကြ passive လားဘာကိုကြည့်ပြီးခွဲမှာလဲဘာကိုကြည့်ပြီးခွဲမှာလဲဆိုရင်ဒီ verb ကိုကြည့်ခွဲရမယ်နော် ဟုတ်လားဒီ main verb ကိုကြည့်ခွဲမယ် verb ကိုကြည့်ခွဲလိုက်တဲ့အခါမှာ verb to be plus verb 3ပေါ့ verb to be plus verb 3ဒါဆိုရင်ဘာလို့ခေါ်လဲဆိုရင် passive လို့ခေါ်ရနော် verb to be plus verb 3ဆိုရင်ဒါ passive verb to be ဆိုဘာလဲဆိုရင် am is are was were be been been ဒီ verb to be တွေကတလုံးလုံးနဲ့ verb 3နဲ့ဟုတ်လားတွဲရေးထားလဲဆိုရင်ဒါ passive လို့ခေါ်ရဟုတ်ပြီအဲ့မှာမေးကြရှိတယ် passive တွေကိုဘယ်လိုအခြေအနေမျိုးမှာတောင်းလဲ အဲ့ဝက်ကြလေဘလို့ခြေတွေမရေးလဲဆိုရင်ဒီ passive ကိုအဲပြုတ်လို့သူဘသူဘဝမှအတိကျမသိတဲ့အခါမျိုးမှာဆိုရင်ဒီ passive စာကြောင်းလေးကိုအသုံးများတယ်နော်ဟုတ်ပြီပို့ပြီးတော့ရှင်းတော့နမူနာဝက်ကြ၅ကြောင်းလေးလာကြည့်အောင် a new road was built back to the battery ဟလာလမ်းတစ်ကိုတိဆောက်ခဲ့တယ် last year လမ်းတစ်ကိုဘသူဘဝတိဆောက်တယ်ဆိုတာသိပြီးတော့မှအရေးမကြီးဘူးအဓိက ူကလန်သစ်စောက်တာကိုဦးစားပေးပြီးတော့ဖော်ပြချင်တာအဲ့လိုမျိုးဆိုရင်တော့ passive ကိုတောင်းတယ်အဲ့မှာ passive မှာ blue tea လာဆိုရင် buff to be level 3အဲ့တော့ဘာသာပြန်ရင်ဟလာတီရှိရအဟာကို blue ဘာသာပြန်မလို့ဆိုရင် go လို့ဘာသာပြန်မိမယ်လန်သစ်ကိုလန်သစ်တလန်ကိုလန်သစ်တလန်ကိုမနစ်ကတိစောက်ခဲ့သည်ဒုတိယဝါကြာကြည့်ကြအောင် the project the project was completed 5 to be level 3 passive အဲ့ဆိုရင်ဒါကို blue ဘာသာပြန်ကို စီမံကိန်းကိုဟလာအောင်မြင်စွာပြီးမြောက်အောင်လုပ်ခဲ့သည်အဲ့လိုပါတာပြန်လဲနော်ဟုတ်ပြီကြည့်အောင် my bike was stolen draft to be level 3ကျွန်တော်ရဲ့စပိန်အခိုးခံရတယ်ပေါ့နော်ကျွန်တော်ရဲ့စပိန်ကို ခိုးသွားတယ်ကျွန်တော်ရဲ့စပိန်အခိုးခံရတယ် the suspect the suspect ဆိုကတန်တရားရှိသူပြောတန်တရားရှိသူကို was arrested ဘာလုပ်ခဲ့လဲ was arrested ဆိုတော့အာဖမ်းခဲ့တယ်ပေါ့နော် last night မနေ့ည ဖမ်းခဲ့တယ်တန်တရားရှိသူ buff to be level 3တန်တရားရှိသူ go a sea belt ထိုင်ကုန်ကပတ် go must be must be worn at all times at all times အချိန်ပြည့်ထိုင်ကုန်ကပတ်ကိုပတ်ထားရမယ်အဲဒီလောက်ဆိုရင်ဒီဟလာ passive ရဲ့သဘောတရားကိုနည်းနည်းသိသွားပြီလို့ထင်ပါတယ်ဟုတ်ပြီအဲ့ဆိုရင် active ကနေ passive ကို ပြောင်းတော့မယ်ဆိုရင်ဟလာတိထားရမယ်ဇာတ်လေးရှိတယ်အဲ့ဒါလေးကိုအတူတူလေ့လာကြည့်အောင်နော် active ကနေ passive ကိုပြောင်းတတ်ဖို့ဆိုရင်ဒီဇာတ်ကိုမဖြစ်မနေပိုင်ထားဖို့လိုရယ်နော်ဟုတ်ပြီကြည့်ကြအောင်အတူတူလေ့လာကြည့်အောင် active မှာ verb 1 verb 1ဆိုတာတော့တော်တော် singular plural ရှိတယ်တခုကိအများကြီးရှိရယ်ပေါ့နော်အဲ့မှာ verb 1ဆိုရင် active မှာ verb 1ဆိုရင် passive မှာ amisa plus verb 3ဒီဇာတ်ကြီးကအလွတ်ကျက်စရာမလို့ နားလည်ရင်ရပြီနားလည်ရင်လွယ်လေးရင်နော်ဟုတ်ပြီဟလာ active မှာ verb 1ဆိုရင် passive မှာ amateur plus verb 3 verb 2 verb 2ဆိုရင် was were plus verb 3အဲ့မှာတတိထားမှာ passive တွေအကုန်လုံးလိုက်ကြည့်ကြည့်လိုက်နောက်ဆုံးမှာအဆုံးသက်က verb 3တွေကြည့်ပဲဟုတ်ပြီအဲ့ဆိုရင် verb 2ဆိုရင် was were verb 3 passive နောက်ကပါလိုက်လေ verb 3လိုက်တယ်လေအဲ့ဆိုရင် active မှာ has verb 3ဆိုရင် passive မှာ SF SF နာကဘာတိလိုက်တော့ beam ပေါ့အဲကြောင့်မလို့ SF beam battery ဘာလို့လဲဆိုတော့ passive ရဲ့သဘောတရားက valve to be battery valve to be battery valve to be battery တွေကြီးဖြစ်နေရမှာအဲကြောင့်မလို့ SF battery ဆိုရင် SF beam beam battery ပေါ့နော်သူက active ကနေ passive ကိုပြောင်းတာလည်းရရမယ် passive ကနေအဲ့ဒီကိုပြောင်းရင်လည်းရရမယ်အဲ့ဒါဆိုရင် hazard beam battery ဆိုပါလဲ hazard battery ဝါဆိုရ battery ဆိုပါလို့ valve 2အဲ့လိုမျိုးအပြန်အလှန်ရထားပို့ပြီးတော့ကောင်းတာပေါ့နော် အဲ့ဆိုရင် active ကနေ passive ကိုပဲပြောင်းပြောင်း passive ကနေ active ကိုပဲပြောင်းပြောင်းကိုပြောင်းတက်သွားလိမ့်မယ်။ဟုတ်ပြီ။ HD ဟန်နာကပါလိုက်လေ battery အဲ့ဒါ had been battery အဲ့ဒါ had been battery ဆိုရင် had battery was have battery ဆိုရင် web 2 web 2ဆိုရင် was have battery အပြန်လိုက်ရအောင်လေ့ကျင့်ထားမယ်နော်။ amisa နောက်ကပါလိုက်လေ buffer ng buffer ng ဆိုတော့ amisa web 2ရဲ့ buffer ng ကပါတော့ being အဲ့ကြောင့်လို့ amisa being web 3အဲ့ဆိုရင် passive မှာ amisa being web 3ဆိုရင် အဒီမှာပါလဲအဒီမှာအမေစာပလက်ဖောင်အင်ဂျီအဲ့လိုအပြန်လန်ရနေရမှာနော်အဲ့ဆိုရင် website နောက်ကပါလိုက်လဲဘက်ဖောင်အင်ဂျီအဲ့ဆိုရင် website ရာ www ရဲ့ဘက်ဖောင်အင်ဂျီပြီးရင်အဲကြောင့်လို့ website ရဲ့ပြီး web3 motor verb motor verb ဇာပိုင်းလဲ can code where what share should me my must ဒါရဲပါလေ motor verb တွေ motor verb တွေရဲ့နောက်ကပါလိုက်လဲ web0 web0 ဆိုတာ base b a s c base base verb ကိုပြောတာနော် base verb ကိုပြောတာ web0 ဆိုတာ base verb SCS လုံးဝမပါအောင်အဲ့ဆိုရင် model verb ဗဇီလို့ဆိုရင် model verb တည်းကပါလိုက်တော့နောက်ကပါလိုက်လဲ FF0 base verb ဆိုတော့ verb 2ရဲ့ base verb က BB အဲ့ကြောင့်မလို့ model verb B verb 3အဲ့ဆိုရင် can verb 0ဆိုရင် can be verb 3 will verb 0ဆိုရင် will be verb 3အဲ့လိုပြော share verb 0ဆိုရင် share be verb 3 may verb 0ဆိုရင် may be verb 3အဲ့ဆိုရင် can be verb 0ဆိုပါလဲ can verb 1 can verb 0ပေါ့နော်အဲ့လိုမျိုးအပြန်အလှန်ရနေရမှာ hobby we share half have we three. half now about like battery like that i don't know we share have been battery battery b and b i don't know have been half three. battery we share half being battery passive man we share half being battery thing a different ballet we have half three. 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 have to now about like base form web zero i have to be base form have to be a base form bb i do have to be three. passive မှာ have to be web3 ဆိုရင် active မှာပါလဲ have to web0 အဲ့လိုမျိုးအပြန်လည်ရနေရမှာเนาะ be going to be going to ဆိုတာက is going to are going to အဲ့လိုပြောရအောင်เนาะ is going to are going to web0 ဆိုရင် is going to are going to be web3 အဲ့တော့ passive passive ဒီကောင်က web3 တွေနဲ့ကြီးဆောင်တာအဲ့ web3 ရရှိမှာအများအားဘာပါလဲဆိုရင် web to be တလုံးလုံးပါတယ် i miss our west where be being being တခုခုပါတယ်အဲ့ကြောင့်မလို့ active လား passive လားဘာကိုကြည့်ခွဲဆို verb ကိုကြည့်ခွဲတယ် verb to be plus verb 3ဆိုရင် passive ဇာတ်ကဒီဇာတ်ကအပြန်လည်ရနေရမှာ active ကနေ passive ကို main လည်ရနေရမှာ passive ကနေ active ကို main လည်ရနေအဲ့လိုအပြန်လည်ရနေမှာကိုက passive ကနေ active ပဲပြောင်းပြောင်း active ကနေ passive ပဲပြောင်းပြောင်းနှစ်ခုလုံးကိုကျွမ်းကျင်ကျင်ပြောင်းတတ်မှာနော်ဟုတ်ပြီနားလည်းမဟုတ်ထင်ပါရဲ့နော်ဒီ video လေးအကျိုးချက်ဆိုရင် yes လို့မှတ်ခဲ့ပြပါနော်နောက်ထပ် नमूना ဝေါ်ကြလေးဆက်လေ့လာကြည့်အောင်နော် active passive ဇာလဲလေးလာပြီးပြီဆိုတော့ဟုတ်ပြီလေ့ကျင့်ခန်းလေးတွေလုပ်ကြအောင်နော်ဟုတ်ပြီဒီဝါကြောက်ကြည့်ကြအောင် the manager is reviewing the reports ဟုတ်ပြီဝါကြောက်တစ်ကြောင်းကြည့်တတ်တယ်ဒီဝါကြောက် active က passive လားဘာကိုကြည့်ခွင့်မလဲဆိုရင် verb ကိုကြည့်ခွင့်မလဲအဲ့မှာ verb ကိုကြည့်လိုက်တဲ့အခါမှာ verb to be plus verb 3ဆိုရင်တော့ဒါ passive verb to be plus verb 3မဟုတ်ဘူးဆိုရင်ကျန်တာဆိုရင် active ဟုတ်ပြီဒါဆိုရင် is reviewing ဒါဆိုရင်ဒါ how to be better မဟုတ်ဘူးဒါဆိုရင်ဒါပါလဲဆိုရင် active voice ဟုတ်ပြီ active voice voice ကနေ passive voice ကိုပြောင်းမှာပြောင်းတော့မယ်ဆိုရင်ဟလာ active ကနေ passive ကိုပြောင်းမှာဆို object ကိုရှေ့ထုံမယ် the reports active မှာ ms are plus verify ng ဆိုရင် passive မှာပါလဲဟုတ်ဒီနေ့ကဇာတ်လမ်းကိုပြန်ကြည့် ms are plus verify ng ဆိုရင် ms are being plus verb 3 ms are being plus verb 3ဆိုတော့ဒီ the reports ကတာ singular လား plural လားအဲမှာ as par ဆို plural အဲ့ကြတော့ am လား is လား are လားဆို are ပေါ့ am is a plural find ဆိုရင် am is a being web3 web3 ဆို review ရဲ့ web3 က r e v i e w e d reviewed အဲ့လိုဖြစ်သွားမှာအဲ့ဆိုရင် the reports are being reviewed subject ကဘိုင်းခံရေးအဲ့ကြတော့ bind the bind the manager ကို M A N A G E R manager bind the manager အဲ့ဒါ the reports are being reviewed by the manager အဲဟုတ်ပြီအဲ့ဒါနောက်ထပ်တစ်ခုဆက်ကြည့်အောင်နော် the children watched active la passive la ဘာကိုကြည့်မှာလဲ verb ကိုကြည့်မှာ verb ကဘာလဲ verb 2 verb 2ဆိုတော့ဒါ passive မဟုတ်ဘူး passive ဆိုတာ verb 2ပဲ verb 3လေဒါက verb 2ဆိုတော့ ဒါ active 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 ကနေဟလာ passive ကိုပြောင်းမယ် active မှာ verb 2ဆိုရင် passive မှာ was were verb 3အဲ့မှာ a cartoon ဆိုတော့ဒါ singular လား plural ပါတခုကိန်းလားအများကိန်းလားတခုကိန်းတခုကိန်းဆိုပါတော့ was was verb 3 watch verb 3ရပါလေ watch ပဲ watched w a t c h e d watched အဲ့ကြောင့် a cartoon was watched ဘာတူလဲ by ခံရေး by the children c h i l d r e n children အဲ့လိုမျိုးဟာပြီနောက်တစ်ခု a new shopping mall is is being constructed shopping mall တဲ့ကိုတည်ဆောက်နေစေ by the workers အမှ active la passive la တည်ခြင်း verb ကိုကြည့် is being verb 3ဆိုတော့ active la passive la verb to be plus verb 3ဆိုတော့ passive ဟုတ်ပြီ passive ကနေ active ပြောင်းအောင်ပါအဲကြတော့အဲ့ the workers ဆိုတဲ့ subject ကိုရှေ့ပြန်ဖို့ the workers passive မှာ have to be amiss are being verb 3ဆိုရင် passive မှာ amiss are being verb 3ဆိုရင် active မှာဘာဖြစ်မလဲ amiss are verb ing verb ing amiss are being verb 3ဆိုရင် amiss are verb ing M is after the workers go like the workers got subject a singular plural 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 so is la al. Ah, I miss a being with battery so I miss a the ing. I am constructed the ing about it. Constructing Constructing the workers are constructing. လူသမားတွေကတိဆောက်နေတယ်ဘာလို့တိဆောက်နေတော့ a new shopping mall a new shopping mall အလုပ်အနားလည်းမထင်ပါဘူးနော်ဟုတ်ပြီနောက်ထပ်နမူနာဝါကျဆက်ကြည့်အောင် the match ပြိုင်ပွဲ was one w o n ကိုဝန်းလို့မဖတ်ဘူးသူ့ရဲ့အတန်းတော့က one နဲ့အတူတူပဲ when the match was when by our team ပြန်ပွဲကိုငါတို့ရဲ့အတင်ကနိုင်ရတယ်အဲ့မှာ active flap passive flap ဘာကိုကြည့် valve ကိုကြည့် valve to be flap battery westware battery westware battery ဆိုတော့ဒါပါလဲ passive ဟုတ်ပြီအဲ့ passive ကနေပါပြအောင်မှာ active ပြအောင်မှာ passive မှာ westware battery ဆိုရင် active မှာ valve 2အဲ့ကြောင့်မလို့ wo1 ရဲ့ valve 2ကဘာပဲလား wo1 valve 2မှာက singular flow မရှိဘူးအဲ့ကြောင့်မလို့ our team 1ပဲ our team 1 ပောင်းတော့ object ကိုပြန်ဖို့သူနေရသူ our team when the match m a t c h match အဲ့လိုမျိုး step by step ပေါ့နော်တဆင်ချင်းစီစဉ်းစားပြီးတော့ a c c ဖြည့်မယ်ဆိုရင် a c c လွယ်လွယ်လေးအဓိကပိုင်ထားမယ်အရာလေးတွေပိုင်ထားဖို့လိုတယ်ဘာတွေပိုင်ရမလဲနံပါတ်1 irregular variety ကိုကြက်ထားဖို့လိုတယ်အဲ divide by 1ကဘာလဲ by 2ကဘာလဲ by 3အဲ့ဒါမရဘဲနဲ့တော့မရဘူး နောက်တစ်ခုပါလဲဆိုရင်ဇရာကိုနားလဲရမယ် active မှာ for one ဆိုရင် passive မှာ ms server 3 ms server 3ဆိုရင် for one အပြန်လန်ဇရာရရမယ်ဒါဒါဆိုရင် ec စဖြေနိုင်တယ်ပေါ့နော်ဂျိုယိုဝတ်ကြတွေကို active passive ပြောင်းတတ်သွားပြီဆိုရင် question တွေကိုပြောင်းတတ်အောင်လုပ်မယ်နော်ဟုတ်ပြီ question တွေကို active ကနေပဲ passive ကိုပဲဖြစ်ဖြစ် passive ကနေပဲ active ကိုပဲဖြစ်ဖြစ်ပြောင်းတော့မယ်ဆိုရင်ပြောင်းအောင်မယ်အဆင့်ဟုတ်လား၃ဆင့်ရှိတယ် ဒီတိုင်းတန့်ပြောင်းရင်မှားတတ်တယ်နော်မမှားအောင်ဘယ်လိုလုပ်မလဲဆိုရင်ဒီအဆင့်၃ဆင့်အတိုင်းစဉ်းစားပြီးတော့မှတဆင့်ချင်းစီပြောင်းသွားမယ်ဆိုရင်တော့မမှားမမှားနိုင်တော့ဘူးပေါ့နော်ဟုတ်ပြီကြည့်ကြအောင်နံပါတ်၁ကဘာလဲဆိုရင် statement ပြောင်းနံပါတ်၁က statement ပြောင်းနံပါတ်၂ကအဲ active ပေးတိုင်း passive ပြောင်း passive ပေးတိုင်း active ပြောင်းဒါနံပါတ်၂ပြီးရင်မေးခွန်းပြန်လုပ်ဒါနံပါတ်၃ဒီအချက်၃ချက်ရှိတယ်ဟုတ်ပြီဒီဝါကြလေးကြည့်ကြအောင်ဒီမေးခွန်းလေးကြည့်ကြအောင်နော် did she complete the project သူမဒီ project ကို ပြီးခဲ့လာအဲ့တော့ဟလာ active လား passive လားဘာလို့ကြည့်မှာတော့ verb ကိုကြည့်မှာ verb ကိုကြည့်လိုက်တော့ verb to be plus verb 3ဟုတ်လား verb to be plus verb 3မဟုတ်ဘူးဆိုရင် active verb verb to be plus verb 3ဆိုရင်ဒါ passive ဟုတ်ပြီအရင်ဆုံးဘာလို့မလဲ statement ပြောင်းဆိုတာမိကုန်းပြန်ကောက်မှာပေါ့ဗျာနော်အဲ့တော့ did she complete the project ကိုမိကုန်းပြန်ကောက်လိုက်တော့ရိုးရိုး statement ဝကြပုံစံပြောင်းလိုက်ရင် she completed ဒီနဲ့မေးထားတဲ့အတွက်ကြောင့်မလို့ဟလား path ကို path 2ပြောင်းပေးရမယ်အဲကြောင့်မလို့ she completed c o m p l e t e t completed she completed the project the project ဟုတ်ပြီအဲ့ဆိုရင်ဒီမှာ completed path to be လာ path 3မဟုတ်တာပါ path 2 path 2ဆိုတာပါ active ဟလား active မှာ path 2ဆိုရင် passive မှာပါလေ was were path 3 ဟုတ်တယ်နော်အဲ့ဒါ the project object ကိုရှေ့ထုတ်မယ်အဲ့ဒါ the project the project ဟလာ completed verb ဆိုတော့ the project က singular ဖြစ်တဲ့အတွက်ကြောင့်လို့ပါလဲ was was the project was ဟလာ verb 3ဆိုတော့ c o m p l e t e d completed ဟုတ်ပြီဟလာ subject ကရှိရှိဆိုတော့ by ဟာပေါ့နော် subject ကမတိကြဘူးဆိုရင် by ခံရေးစရာမလိုဘူး จะไม่ยีတော့เนาะล่ะดิเอ่อบายหาဆိုတော့ก็ไม่ยีเลยยะเนาะบายหาไม่ยีเลยยะဒါကွင်းစာဖွင့်ပေးနေရေးထားတာအဲ့ဒါရေးမရေးလည်းဘာမှဖြစ်ဘူးเนาะဒါပါ subject ကမတိကြတဲ့အတွက်ကြောင့်ပါဟုတ်ပြီအဲ့ဆိုရင်ဒီဝါကြောက်ဘာလို့ရမလို့ဆိုရင်မိကွန်းပြန်ပြောင်းမိကွန်းပြောင်းရင်ဘာဟုတ်ကြည့်ဆို verb ကိုကြည့်မယ် verb ကိုင်မယ်နှလုံးရှိတယ်ရှေ့ရတလုံးရှေ့ရတလုံးဟလာအဲ့ဆိုရင်ရှေ့ထုတ်လိုက်ရှေ့ကိုထုတ်လိုက်ရင်ဒါဘာဖြစ်သွားရောမိကွန်းဖြစ်သွားပြီ ဒီမှာဗာမေးခွန်းလဲ wh မေးခွန်းလား yes no wh မေးခွန်းလား yes no question လား wh question လား yes no question လား yes no question ပဲเนาะအဲ့ဒါဒီမှာလဲ yes no question ပဲအဲ့ကြောင့်မလို့ was ကိုရှေ့ထိုးလိုက်တော့ was was the project p r o j e c t project was the project ဗာလဲ completed c o n p l e t e d completed wh ဒီမှာ wh question ဆိုရင်တော့ဒီမှာ ။ဒါ debris စကလုံးဒီမှာထောင်းဟွန်းနေမင်းဒီမှာဟွန်းထည့်လိုက်ပေါ့ဒီမှာဟွန်းနေမင်းဟွန်းထည့်လိုက်ပေါ့။ဒါပြေးထားတာဟော yes no question ဆိုဒါလည်း yes no question ပဲ debris စကလုံးထည့်ကြမလို့ဘူး။အဲကြတော့ was the project completed ဘိုင်းဟာမထည့်လိုက်ရတယ်။ဘာလို့လဲဆိုတော့ subject ကမတိကြလို့ပြီးရင် question မထည့်။အဲကြတော့ did she complete the project ဆိုရဒီမေးခွန်းရဲ့ passive form was the project completed ဒါဆိုရင် မှားเสียအကြောင်းမရှိဘူးသူတဆင်ချင်းစီစဉ်းစားပြီးဖြေတာဖြစ်တော့တကြောင်เนาะဟုတ်ပြီအဲ့ကြတော့ဒီအမဲရောင်နဲ့ရေးထားတဲ့အဆင့်၂ဆင့်ဒီ၂ဆင့်ကတကယ်လို့စာမွေးလေးပါမယ်ဆိုထည့်ဖြေစရာမလိုတာစဉ်းစားတဲ့အဆင့်စဉ်းစားတဲ့အဆင့်တကယ်တမ်းဖြေရမှာဒါပဲအဲ့ဒီ၂ဆင့်မစဉ်းစားဘဲနဲ့ဒါကိုတန်းပြီးတော့ရေးတယ်ဆိုရင်ဒါမှားနိုင်တယ်ပေါ့နော်ဒီလိုမျိုးစဉ်းစားပြီးမှဖြေတယ်ဆိုရင်မှားเสียအကြောင်းမရှိတော့ဘူးအဲ့ကြောင့်မလို့ဒါကတော့စဉ်းစားပုံနီးလေးဒါကတော့တကယ်အဖြေပေါ့နော် အဲကြောင့် did she complete the project ဆိုတာက question ဟိုမှာ active question ပေါ့အဲ့ဒါဟိုမှာ passive question ပြောင်းမယ်ဆိုရင် was the project completed အဲ့နားလည်မထင်ပါဘူးเนาะဒါကတော့ yes no question ပေါ့เนาะ yes no question yes no question active passive active ကနေ passive ပြောင်းတာလေးရှင်းပြတာဟုတ်ပြီပြီးကြရင် w wh question ကို active ကနေ passive ပြောင်းတာကိုဆက်ပြီးတော့ရှင်းပြပေးမယ်เนาะ ဟုတ်ပြီဒါဆိုရင်ဒီ WH question လေးတွေကိုဆက်ပြောင်းကြအောင်နော် Why did she cancel the meeting? Adif passive တွေကိုဒီ question active passive တွေကိုပြောင်းတော့မယ်ဆိုရင်အရင်ဆုံးဘာလို့လဲမေးခွန်းပြန်ကောက်အဆိုရင် Why did she cancel the meeting? အဆိုရင်မေးခွန်းပြန်ကောက်တော့ she ဒီမှာဒင်းနဲ့မိထားတဲ့ cancel က rap 2ဖြစ်သွားမှာလို့เนาะ C A N C E L L E D cancelled she cancelled the meeting ဒါဆိုရင်ဒါ question အနေပါပြန် statement ပြန်ပြောင်းလိုက်တာပေါ့နော် statement ပြောင်းပြီဆိုရင်ဆိုပြထားတာဒီ verb ကိုကျတော့ the cancel verb to be like battery mode အဲ့တော့ active active voice active voice ကနေ passive voice ကိုပြောင်းမယ်အဲ့တော့ object ကိုရှေ့ထုတ် the meeting uh the meeting the meeting ပြထားတာ verb 2 verb 2ဆိုရင် active မှာ verb 2ဆိုရင် passive မှာ was were plus battery ဆိုတော့ဒါ the meeting ဆိုတော့ worse ပေါ့နော် singular worse cancelled c a n c e l l e d cancelled ဟာလာဒီ subject ကမတိကြတဲ့အတွက် by her ဆိုတာထည့်သေးရမလို့ဟုတ်ပြီသူကလည်း question ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကို question ပြန်ပြောင်းပေးရမယ်နော် question ပြောင်းကြည့်မေးခွန်းပြောင်းကြည့် verb ကိုကြည့် verb ကဒီမှာနှလုံးနှလုံးဆိုရင်တစ်လုံးကိုဘာလို့ရမှာရှေ့ကိုပို့လိုက်ဒါမေးခွန်းဖြစ်သွားပြီနော်အဲကြောင့်မလို့ဒီ words ကိုရှေ့ပို့လိုက်မယ် was the meeting was the meeting cancelled c a n c e l l e d cancelled ဘိုင်းဟာအထည့်ကြရမလို့ဒီမှာမိခွန်းတကလုံးဘာနဲ့မိတာ why နဲ့မိတာအဲ့ဆိုဒီမှာ why ပြန်ထည့်လိုက် why was the meeting cancelled အဲ့ဆိုရင်ဒါပဲဒီနှစင်းကစဉ်းစားရမှာเนาะစာမွေးမှာထည့်ရေးကြမလို့ဟာပြီအဲ့ဆိုရင်ဒီနောက်တဲ့နမူနာဝါကျဆက်ကြည့်ကြအောင်သူက WHO ဟိုကကြောင့်နည်းနည်းထူးခြားတယ် တခြား question word တွေနဲ့မတူဘာလို့လဲဆိုတော့ statement ပြန်ပြောရင်ပြောင်းစရာမရှိဘူး who နေရာမှာဖြေထည့်ရမှာဆိုတော့ဒါဒါဆိုရင်ဒါ subject verb ကပါလဲ verb this book ကပါလဲ object ဟုတ်ပြီအဲ့ပေးထားတဲ့ wr t work verb 2 verb 3 verb 3မဟုတ်ဘူးသူက active အဲ့တော့ active ကနေပါပြောင်းအောင် passive ကိုပြောင်းမယ် passive ကိုပြောင်းမယ်ဆိုတော့ object ကိုရှေ့ထုတ်တော့ဟုတ်လားဒါစဉ်းစားတဲ့အဆင့်ပဲရှိတယ်နော် this book this book wr t wrote verb 2 အဲ့ဆိုရင် active verb ဆိုရင် passive မှာ was were but three ညာ this book ဆိုတော့ was singular လေအ ਨੇ ဆိုတော့ was တခုကိန်းဆိုတော့ was this book was written w r i t t e n written this book was written အဲ့မှာ subject ကိုဘိုင်းခံရေးရမှာဘိုင်းခံရေးတော့ဗာလဲဆိုရင် by whom အာ by whom ပေါ့နော်ဟုတ်ပြီဒါကရိုးရိုးကြပဲရှိသေးတယ်ဒါမေးခွန်းပြအောင်မေးခွန်းပြနေပါဦးကြည် verb ကိုကြည် buff ကိုကြည့်လိုက်တော့ဗာလဲဆိုရင် was written အကြတော့ buff ကဘယ်နှလုံးတော့နှလုံးနှလုံးဆိုတော့ was ကိုဗာလောက်အောင်ပါ this book ရဲ့ sheet ကိုပို့အောင်အကြတော့ဒီမှာ who နဲ့မိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ buy who ကို sheet ပြန်ပို့ပေးရမှာဒါ who ရဲ့ထူးခြားချက်ပဲကျန်တဲ့မေးခွန်းနေဆိုရင်ဥမာ why လို့ when လို့ where လို့ဆိုရင်တော့အဲ့အဲ့ question word ကိုပြန်သုံးပြရမယ်။ဒါပေမဲ့ who ဆိုရင်ဒါ who ရဲ့ထူးခြားချက်က by home ကို shift ပို့ပြရမယ်။ buy home buy home ဒါဒါသူ့ရဲ့ထူးခြားချက်ပဲเนาะ buy home ပြီးပါမေခုမြောင်းညီပါကိုကြည် verb ကိုကြည် verb နှစ်လုံးနှလုံးဆိုတစ်လုံးကိုရှေ့ပို့ဒီကို this book ရဲ့ရှေ့ပို့အဲကြောင့်မလို့ buy home was this book this book written w r i t t e n ရဲ့ written မေခုဆို question မှတ်တယ်အဲ့ဒါနားလည်းမလို့ထင်ပါရဲ့เนาะဒါကတော့ question active ကနေ passive ပြောင်းတာပေါ့နော် passive ကနေ active ပြောင်းရင်လည်းဒီသဘောမျိုးပဲဒီတိုင်းပဲစဉ်းစားပြရမှာအဲကျွန်တော်နောက်ကြရင်ဗီဒီယိုလေးနဲ့ထပ်ပြီးတော့ရှင်းပြပေးမယ်နော် passive ကနေ active ပြောင်းတာလေးဟောအဲဒီတစ်ခါကျတော့ပေးထားတာက question passive i question passive တွေကို active ပြောင်းပြရမှာ question active ပြောင်းပြရမှာဘာလို့ question passive လို့သိတာလဲဆိုရင် verb ကိုကြည့်လိုက်တယ် verb to be blank verb 3အဲ့တော့မေးခွန်းဆိုတာဟုတ်လား verb to be blank verb 3တင်တာ passive လေ ဟလာ passive passive voice passive voice ဆိုမှသူကမေးခွန်းဟလာမေးခွန်းဆိုတော့ဒါပေးထားတာက question passive အဲ့ဒါကို question active ပြောင်းပေးရမယ်သူလည်းအတူတူပဲအရင်ဆုံးမလုပ်အောင်လို့ဆိုရင် question ကနေ statement ပြောင်း statement ပြောင်းတော့ခါကြတော့ the no the novel was got ရောက်တာပေါ့နော် the novel was written W R I T E N written by him what's written ဆိုတာဘာကြီးလဲ verb verb to be verb to be plus verb 3အဲ့ဒါမှာလဲဆိုရင် passive အဲ့ passive ကိုဘာပြောင်းလဲ active ပြောင်းတော့မယ်ဆိုရင်ဟဲ့ဟလာဒီ by him ကနေဘာဖြစ်သွား he ဟလာ passive မှာ what's where verb 3ဆိုရင် active မှာ verb 2အကြောတော့ဟလာ write verb 2 written verb 2 wrote he wrote the wrote he wrote ဘာလဲဆိုရင် object က object နေရာပဲ the novel you wrote the novel ဟုတ်ပြီဒါဆိုရင် statement active statement ဖြစ်သွားပြီအဲ့ဒါကိုမလုပ်ပေးရမှာမေးခွန်းပြန်ပြောင်းပေးရမယ်မေးခွန်းပြောင်းခြင်းဘာကိုကြည့် verb ကိုကြည့် verb 2 verb 2ဆိုအကူကြီးရပါခေါ်ပေးရမှာ date ရံ date ဟီဒီတဲ့ရဲ့နောက်ကဘာလိုက်ဒီတဲ့နောက်က verb 0ဆိုတော့ broke ကနေဘာဖြစ်တာမလဲ write did he write the novel ဒါလည်း yes no yes no question ဒါလည်း yes no question အဲအဲ့လိုမျိုးစဉ်းစားရမယ်နော်အဲ့တော့ဒီ question activity တွေကိုပြောင်းတော့မယ်ဆိုရင်အရင်ဆုံးမိကုန်းတိဆောင်နေဒီပါတီးမှရမှာနော်ဟုတ်ပြီဒါကြ by home was the decision made အဲ့ဒါကိုဘာလို့အောင်မိကုန်းပြန်ကောက် statement ပြန်ပြောင်း statement ပြန်ပြောင်းတော့ဟလာ the decision d e c i s i o n decision the decision was ကတည်းရောက်လာမှာ the decision was made by whom the decision was made by whom was made by le verb to be verb 3 verb to be verb 3 is a passive passive kan ba byama active ko byaw active so ka ba u sa byaw subject ko u sa bi ya a ya by whom a subject ka ba phit da ma who was we verb 3 so yin eh? hala verb 2 verb 2 so ro အဲ passive မှာ once we have verb 3ဆိုရင် active မှာ verb 2အဲကြောင့် amd made ရဲ့ verb 2က amd made အဲကြောင့်မလို့ who made ပြီးရင် object က object နဲ့ပြန်သွား who made the decision d e c i s i o n decision အဲမိကုန်းဆိုတော့ question mark ပေါ့နော်ဒါကတော့ wh question ဒါကတော့ yes no question နော်ဟုတ်ပြီနောက်ထပ် wh question တစ်ခုဆက်ကြည့်အောင်နော်သူလည်းအဲ့လိုပဲဘာလို့မှမိကုန်းပြန်ကောက်ဒီအနက်ရောင်နဲ့ရေးထားတဲ့စာတွေကဒါစဉ်းစားတဲ့နည်းတွေကိုပြောတာနော် စာမွေးမှာဆိုရင်တော့ဒါတွေကစဉ်းစားတဲ့နီးဒီအောက်ကအကြောင်းပဲဖြေပေးရမှာပေါ့နော်ဟုတ်ပြီမိကုန်းပြန်ကောက် why worst decision made by him အဲ့တော့မိကုန်းပြန်ကောက်တော့ statement ပြန်ပြောင်းနော် the decision d e c i s i o n the decision was got ရောက်တာ the, the the decision was made the decision was made by him the decision was made by him ဟလာ Westway Battery ဆိုတာ passive passive ကနေ active ပြန်ပြောင်းတော့ဟိုက် by hand ကနေဖြစ်သွားမှာ he ဖြစ်သွားမှာ she ကိုထောက်လိုက်တော့ subject က subject နေရာရောက်သွားတာပေါ့နော် he Westway Battery ဆိုရင် passive မှာ Westway Battery ဆိုရင် active မှာ fav2 အကြောင်းမ he made he made ပြီးရင် object က object နေရာပြန်ရောက်အကြောင်းမ the decision he made the decision d e c i that's our decision ဒါဆိုရင် statement ဖြစ်သွားပြီ statement ကို ့ question မလို့ question ပြန်ပြအောင်မင်းကပြောင်းညင်ပါအောင်ကြည် verb ကိုကြည် verb က verb 2ပြီးတော့အခုကလေးကပါခေါ်မလို့ဒီဒီခေါ်မယ်ဒီ he ဒုတိယတဲ့နောက်ကပါလိုက် verb 0အဲ့ကြအမေဒီ make verb 2ကနေ verb 0ပြန်ပြအဲ့ကြ did he make the decision d e c i s i o n decision မေးခွန်းကဘာနဲ့မေးထား why နဲ့မေးထားအဲ့ကြ why စကားလုံးပြန်ထည့် ကျတော့ why did he make the decision ဒီလိုမျိုးစဉ်းစားပြီးမားတဲ့အကြောင်းရှိတော့เนาะဒါ active active passive အကုန်ပဲပေါ့เนาะအဲနားလည်မလို့ထင်ပါရင်เนาะအဲဒါနဲ့ဆိုရင်ဒီ active passive video သင်ခန်းစာပေါင်း6ခု9ခုလောက်ရှိတယ်ဒါတွေအကုန်လုံးလေ့လာပြီးသွားပြီဆိုရင်ဒါ active passive ပိုင်သွားပြီလို့ပြောလို့ရပြီเนาะအဲ တိသွားပြီပေါ့ပိုင်သွားတာမဟုတ်တိသွားပြီကျွမ်းကျင်ခြင်းနဲ့ဆိုရင်တော့များများ practice လုပ်ဖို့တော့လိုတယ်လေ့ကျင့်ခန်းတွေများများလုပ်ဖို့လိုတယ်လေ့ကျင့်ခန်းသင်ခန်းစာတွေကိုဘယ်မှာရှာလို့ရလဲဆိုရင်ကိုယ့်အကိုချက် GPT မှာ active passive exercise ဆိုပြီးရိုက်ရှာကြည့်လိုက် AI မှာရှာပြီးတော့မှလေ့ကျင့်ခန်းတွေလုပ်လို့ရတယ်เนาะအဲနားလည်းမို့ထင်ပါတယ်ဒီ video လေးအကျိုးရှိရဆိုရင် comment မှာ yes လို့မှတ်ခဲ့ပြီပါเนาะဒီနေ့တော့ပါ that's all for today thanks for watching bye bye